PAB ပြည်သားများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာလ24ရက်နေ့ PAB TV စီစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့စီစဉ်မှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့စီစဉ်မှာတော့အမေရာအတွင်းဝန်ကိုတင်ကြားမှုနဲ့ပတ်သက်ပြီးအဖွဲ့ဖွဲ့စီစဉ်မယ်လို့ NUG ပြောကြားတဲ့သတင်း KNLA မှတရုတ်ကြားဖြတ်ဆက်ကိုဝင်ရောက်စီးနင်းပြီး DKPA တပ်သားနှင့်လက်နက်တွေကိုဖမ်းဆီးထိမ့်သိမ်းရရှိမိတယ်ဆိုတဲ့သတင်းဝမ်တွင်းမှာကြောက်ခရေးပါတီရကျွေးဥက္ကဋ္ဌဓာတ်ထိုးခံရတဲ့သတင်းမြိမ်မှာအာရမစစ်မှုထမ်းစစ်သား၃ဦးလက်နက်နဲ့အတူပေပြောင်းခုလုံလာတဲ့သတင်းစားတဲ့သတင်းတွေအပါဝင်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးပြည်တွင်သတင်းတစ်ပုဒ်အနေနဲ့အမြဲတမ်းအတွင်းဝန်ကိုတင်ကြားမှုနဲ့ပတ်သက်ပြီးအဖွဲ့ဖွဲ့စစ်ဆေးမယ်လို့ UNG ပြောကြားတဲ့သတင်းကို VNB ဝင်းတော်သားနန်းသူစာက တင်ဆက်ပေးပါမယ်။မျိုးသားညီညွတ်ရေးဆိုရာပြည်ထောင်စုဝန်ကြီးချုပ်ယုံအမြဲတမ်းတွဲဝင်တော်ကြီးပြားနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူဦးညီညီမင်းတို့ဟာလူခွင့်ရေးချုပ်ဖောက်တာအခက်တိလိုက်စားတာအာနာအလွဲသုံးစားပြတာနဲ့မလျော်ဩစာသုံးစရာတွေပြုလုပ်တဲ့ဆိုပြီးဝန်ထမ်းဟောင်းဆက်နှစ်ယောက်ကတိုင်ကြားခရာတွေကိုအဖွဲဖွဲစစ်ဆေးမယ်လို့ NUG ကထုတ်ပြန်လိုက်ပါတယ်။ယနေ့နိုမာလာ၂၄ရက်နေ့ကထုတ်ပြန်တာဖြစ်ပြီး NUG ရဲ့တမနာစီတိုင်စာရောက်ရှိလာတဲ့အတွက် ြောင်းစုဝင်ကြီးချုပ်ကနိုမာလာ20ရက်နေ့မှာစုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။တိုင်ကြားသူတွေတိုင်ကြားခံရသူတွေကနှစ်ဖက်သက်သေးတင်ပြပါက တင်ပြတဲ့သက်သေးတွေပါဝင်တိုင်ကြားတာနဲ့ပတ်သက်ပြီးလိုအပ်တဲ့သက်သေးတွေကိုခေါ်ယူစစ်ဆေးမယ်လို့ဆိုပါတယ်။အဲ့ဒီကိစ္စတွေကိုအ мян ဆုံးဆောင်ရွက်ပြီးတွေးရှိချက်တွေအကြံပြုချက်တွေကိုဝင်ကြီးချုပ်စီပြန်လည်တင်ပြဖို့တာဝန်ပေးအပ်ထားတယ်လို့ပါရှိပါတယ်။ တိုင်ကြားစာကို BIV ကရရှိထားပြီးစာထဲမှာတော့အမြဲတမ်းအတွင်းဝင်တော်ကြီးပြရဲ့မောက်မာမှုအလွဲသုံးစားပြုမှု အထက်ဖားအောက်ဖိဇယိုက်တွေကြောင့်2020နှစ်မှ2025အတွင်းဝင်ထမ်းဆက်ကိုဦးရုံးမထွက်ခွာခဲ့ကြောင်းနဲ့တော်ကြီးပြဟာဝင်ကြီးချုပ်ကိုပါပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက်ကြိုးကန့်ချေလေတယ်လို့စွပ်စွဲထားပါတယ်။နိုဘာလ21ရက်နေ့ကကာကန်ရှင်အညူချီဝင်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်တော်ကြီးပြဟာသူရဲ့လူမှုကွန်ရက် Facebook စာမျက်နှာမှာတက်ဆက် ဒီဆုဆွဲချက်တွေကိုပြန်လည်ရှင်းလင်းတုံ့ပြန်ခဲ့ပါတယ်။ယခုကိစ္စဟာတင်းငယ်တဲ့ပုံကိုရေးမကျေနပ်ချက်ကိုအရင်ခံပြီးစနစ်တကျစီစဉ်ထားသောပုံကိုရေးတိုက်ခိုက်မှုဖြစ်ကတော်လန်ရေးအခြေအနေအကဲဆက်တဲ့ကာလမှာအန်ယူဂျီဝန်ကြီးချုပ်ရန်ခေါင်းစဉ်တက်ကလွဲမားတဲ့ဆုဆွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါချတာကိုလက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။ထားပြအညူကြီးကတာဝန်ရှိသူတွေမှအမြန်ဆုံးစုံခုံဖွဲ့စစ်ဆေးမှုပြုလုပ်ပေးဖို့တောင်းဆိုထားပြီး သူ့အနေနဲ့အပြည့်ဝပူပေါင်းဆောင်ရွက်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။ဆလဘီ TNL မှတရုတ်ကြားဖြန့်စိတ်ကိုဝင်ရောက်စီးနင်းပြီး DKBA တပ်သားနဲ့လက်နက်တွေဖမ်းဆီးထိန်းသိမ်းရရှိမိတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ပြင်ပြင်းနဲ့မြောက်ဝရီမြို့တွန်ဖိတ်ရှိမင်းလက်ပံကျေးရွာမှာတရုတ်ကြားဖြန့်လုပ်ငန်းခွင်လုံခြုံရေးယူနေတဲ့ဘူတခွားသည့်ဦးစီးတဲ့ DKPA အဖွဲ့နဲ့စစ်တပ်တို့ဟာ နိုဝင်ဘာလ22ရက်နေ့မှာ KNLA ဘူးပေါင်းတောက်ကိုစတင်ပြစ်ခတ်ခဲ့ရမှတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီလိုပြစ်ခတ်မှုတွေကြောင့် KNLA တပ်ဟာချော့ဦးဆောင်တဲ့ဒေါ်လာရေးဘူးပေါင်းတပ်တွေဟာအဲ့ဒီကြားဖြတ်ဆက်ကိုဝင်ရောက်စီးနှင်းပြီး DKPA တပ်ဖွဲ့ဝင်20နဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ဒေါ်လာရေးဖွဲ့ရိစီကသိရပါတယ်။ပြစ်ခတ်မှုကိုအမိတ်ပေးခဲ့တဲ့ DKPA ခေါင်းဆောင်ဘူသခွားတိမှထွက်ပြေးတိမ်းချွန်သွားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ21နေ့ကစပြီးမင်းလစ်ပန်ကျေးရွာမှာစစ်တပ်နှင့် KNLA မဟာမိတ်တွေအကြားတိုက်ပွဲပြင်းထန်နေဆဲပါတိုက်ပွဲတွေကြောင့် online ငွေလုံငန်းခွင်မှလုံသမားတွေထွက်ပြေးတိမ်းရှော်နေရတယ်လို့ဒေတာခန်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ CEO ဆူရဲ့ပြစ်ခတ်မှုကြောင့်လင်းနှက်ကြီးကြီးတွေဟာထိန်းနိုင်ငံမဲဆော့မြို့နယ်မဲကူကင်းရွာဖက်သို့ကြားရော့ပေါက်ကွဲခဲ့ရာထိန်းစစ်တပ်ကမြန်မာဖက်ချွန်းကိုဗလာကြီးများဖြင့်ပြစ်ဖို့တတိပိတ်မှုများလှုံ့ဆော်ခဲ့ပါသေးတယ်။ လက်ရှိမှာမင်းလစ်ပိုင်းအင်ဂျင်မြင်ဖလူကျေးရွာလမ်းဘိတ်တလျှော့မှာတိတ်ပွဲတွေဆစ်လက်ဖြစ်ပွားလက်ရှိပြီးဒေသခံတွေထိန်းနှံဖြစ်ချမ်းကိုတိတ်လျှော့နေရတယ်လို့ဆိုပါတယ်တိတ်ပွဲအတွင်ဖမ်းဆီးခံခဲ့ရတဲ့ DKPA တပ်သားတွေပြန်လည်လွတ်မြောက်ရေးအတွက် DKPA ခေါဆောင်ပူချုပ်စောဆောင်းအောင်ဟာ KNLA တာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းနေကြုံ VMP ကကနဦးသတင်းရရှိထားပါတယ် အခုကတော့ one dream မှာကြောက်ခရေးပါတီရကြီးဥက္ကဋ္ဌဓာတ်ထုတ်ခံရတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်မန္တလေးတိုင်းဝမ်တွင်းမြို့နယ်ကကျန်းခင်ရေးပါတီရဲ့ရာကျေးဥက္ကဋ္ဌညွန့်ဦးဓာတ်နှင်ထုတ်ခံရပြီးတည်ဆုံသွားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေက VMB ကိုပြောပါတယ်။နိုဝင်ဘာ22ရက်မနေ့9နာရီအချိန်ကကျန်းခင်ရေးမဲဆွယ်စည်းရုံးအတွက်ချစ်ပြုတ်ပြင်ဆင်ဖို့ဈေးဝယ်ထွက်ထွက်အချိန်မှာဓာတ်ထုတ်ခံရပြီးတည်ဆုံသွားတာဖြစ်တယ်လို့ဆိုပါတယ်။ သူဟာဝမ်တွင်းမြို့နယ်ကတနခါရောကျေးရွာအုပ်စုအတွင်းစိမှုထမ်းကျေးဆိုပြီးလရင်တအိမ်ကိုသုံးချီကောက်ခံပြီးသူနှင့်ဆက်ဆံရေးအဆွေမပြေတဲ့သူတွေကိုလည်းစစ်တပ်စီပို့ဆောင်ကဖမ်းဆီးငွေနှိမ့်နေသူတို့အုပ်ဖြစ်တယ်လို့ဒေသခံစုကပြောကြား VMP ရဲ့သတင်းရင်းမြစ်တွေကပြောပါတယ်လေရှိမှာညွန်ဦးရဲ့စင်ကင်နဲ့လက်ကင်ဖုံးကိုလည်းတက်ခိတ်တော်သူတွေကတင်းစီးသွားပြီးဘဲအဖွဲကတက်ခိတ်တာကိုလည်းလက်ရှိအချိန်ထိမသိရသေးပါဘူး။ပြီးခဲ့တဲ့နိုဝင်ဘာ21ရက်ကလည်းတနင်္သာရီတိုင်း ဦးလောမျိုးအမှတ်3ရပ်ခွင့်ကန်နာလာရှိကျန်းဖုတ်ပါတီမျိုးနဲ့ဩဂထနေအိမ်နဲ့အုပ်ချုပ်ရေးမှူးရုံးကိုဒေါ်လာရဲ့အဖွဲ့တစ်ခုကဝင်ရော့မိရှုချင်းလင်းခဲ့ပါသေးတယ်။နောက်ဆုံးပြည်ရင်းသတင်းတပုတ်အနေနဲ့မြိန်မာအာရမစစ်မှုထမ်းစစ်သား3ဦးလက်နက်တွေနဲ့အတူပေပြောင်းခုလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမြေမြို့နယ်မှာပြစ်ချခဲ့တဲ့ပါရာမိုတာရှာဖွေနေတော့စစ်တပ်နဲ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ဖက်ကအာရမစစ်မှုထမ်းဆူဆုံးခံရတဲ့တပ်သားသုံးယောက်ဟာတင်နာတလင်းနဲ့ပေပျောက်ခုလုံခဲ့တယ်လို့မြေပကဖကထုတ်ပြန်လိုက်ပါတယ်။မနေ့ကနိုဝင်ဘာ23ရက်မှာထုတ်ပြန်လိုက်တာဖြစ်ပြီးတမ69လင်းအောက်ခံတာရင်ခလာရ438ခလာရ439တာရင်မှာပါစအပစင်72နဲ့အပစင်72တို့ကတပ်သားတွေလို့ဆိုပါတယ်။ ေပြောခွလွန်လာတဲ့၃ဦးဟာ MA1 တင်နာ၃လေဇီပေါ၃ခု G89 တွန်တွန်းနဲ့အတူနိုဝင်ဘာ23ရက်မနေ့၈နာရီ55မိနစ်အချိန်မှာလာရောက်ခွလွန်ခဲ့တာဖြစ်ပြီးသူတို့ဟာမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာပေါ်လာဆွဲခံရပြီးတပ်သားတွေစုဆုံးခံလေရတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးအာနာသိန်းစစ်တပ်အထိနာရာကြောင့်ပေါ့နှင့်မြိန်ထိစကြေးရွာတွေကို လေကျောမှ၃ချိန်ပုံကျဲချတိုက်ခတ်ခဲ့ပါတယ်။အခုနားဆင်ခဲ့ရတာကတော့နော်ဆုံးရပြည်တွင်းသတင်းတွေပဲဖြစ်ပါတယ်။ဆက်လက်ပြီးနော်ဆုံးရနိုင်ငံတကာသတင်းတွေကို VNB ဝန်တော်သားကိုဖုံးပေါ်မှဆက်လက်တင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကရုရှားကရေးဆွဲထားတဲ့၎င်းရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာသူ့ရဲ့နောက်ဆုံးကမ်းလှမ်းချက်မဟုတ်ဟု စနေနေ့ကပြောကြားခဲ့ပါတယ်။ Ukraine ဘက်ကယင်းစီစဉ်ကိုဝေဖန်ပြစ်တင်နေချိန်မှာ ထရန့်ကညှိနှိုင်းမှုများပြုလုပ်ရန်လားလာရှိကြောင်းအရေးမို့ပြသခဲ့ခြင်းဖြစ်ပါတယ်။ယူကရိန်းသမ္မတဇင်လန်စကီကမူအဆိုပါအဆိုပြုချက်များဟာယူကရိန်းရဲ့အမျိုးသားခုန်တိုက်ခါကိုထိန်းသိမ်းခြင်းနဲ့အမေရိကန်ပြည်ထောင်စုကဲ့သို့သောအထက်မိဖက်နိုင်ငံကိုဆုံးရှုံးခြင်းဟူသည့်မဖြစ်နိုင်သောရွေးချယ်မှုတစ်ရပ်ကိုရင်ဆိုင်စေသည်ဟုတတိပေးပြောကြားခဲ့ပါတယ်။၎င်းစီစဉ်မှာကီးရဲ့အနေဖြင့်လက်ရှိထိန်းချုပ်ထားသောနေပြည်တော်များကိုရုရှားသို့လက်လွတ်ပေးရန်၎င်း၏စစ်တပ်အရွယ်စားကိုရှော့ရှရန်နှင့် အကွာအဝေးပြစ်လက်နက်များကိုစွန့်လွှတ်ရန်ဥရောပညဉ့်ဉဏ်ရေးထိန်းသိမ်းရေးတပ်ဖွဲ့များစေလွှတ်ခြင်းကိုပယ်ဖျက်ရန်ရုရှားရဲ့စစ်ရာဇဝတ်မှုများအတွက်အရေးယူပိတ်ဆို့မှုများကိုဖေရှားရန်လိုဖြစ်ပါတယ်။ယူကရိန်းဘက်ကဤစီစဉ်ကို1938ခုနှစ်တွင်ဟစ်တလာနှင့်ရှုပ်ဆိုခဲ့တဲ့မြို့နှစ်သဘောတူညီချက်နဲ့စင်တူဒီဟုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးရုရှားရဲ့ကျူးကျော်မှုအတွက်နောက်ထပ်ပုံစံတစ်ခုသာဖြစ်သည်ဟုဆိုပါတယ်။တမရဇင်လန်စကီက အမခန့်ချက်ရှိတဲ့လုံခြုံရေးနဲ့တရားမျှတမှုအပေါ်ခြေခံတဲ့ငြိမ်းချမ်းရေးကိုသာလိုလားကြောင်းပြောကြားခဲ့ပြီးယူကရိန်းရဲ့အချုပ်ချာအာဏာသို့မဟုတ်လက်ရှိနယ်နိမိတ်များကိုစွန့်လွတ်မည်မဟုတ်ကြောင်းရှင်းလင်းထားခဲ့ပါတယ်။ယူကရိန်းကိုယ်စားလှယ်အဖွဲ့များကနိုင်ငံရဲ့အကျိုးစီးပွားကိုရှင်းရှင်းလင်းလင်းနားလည်ထားပြီးညှိနှိုင်းမှုများကို ရှင်းကပ်မည်ဟုဆိုပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဤစီစဉ်ဟာအမေရိကန်ဆိုရရဲ့အစီအစဉ်မဟုတ်ဘဲ ရုရှားတို့ရဲ့ဆန္ဒစီရင်တာဖြစ်ကြောင်းအမေရိကန်အထက်လွှတ်တော်မှတ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။သို့တော်လည်းတမရထရန်ကမူဇင်လန်စကီအားကြာတာပရင်းဤအထိလက်မှတ်ထိုးရန်အချိန်ပေးထားပါတယ်။ယူကရိန်းနဲ့အမေရိကန်ရာရှိများသည့်အဆိုပါစီဇန်ကိုဆွေးနွေးရန်အတွက်တနင်္ဂနွေနေ့မှာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့၌တွေ့ဆုံမှာဖြစ်ပါတယ်။ပြင်သစ်၊ဗြိတိန်နဲ့ဂျာမနီတို့မှလုံခြုံရေးရာရှိများလည်းပူးပေါင်းပါဝင်မယ်လို့မျှော်လင့်ရပါတယ်။ G20 ခေါင်းဆောင်များနဲ့ဥရောပကောင်စီတို့ကထရန့်ရဲ့အစီအစဉ်ဟာ အပိုဆောင်လှုပ်ဆောင်မှုများလိုအပ်ကြောင်းဦးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။၎င်းတို့ဟာယူကရိန်းအားနေတိုးဖွဲ့ဝင်ခြင်းနှင့် EU ဝင်ရောက်ခြင်းကိုကန့်သတ်ထားတဲ့အချက်များပေါ်ဥရောပဖွဲ့ဝင်များရဲ့သဘောထားကိုရယူရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဖိလန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဆန်နာမာရင် က၎င်းကိုဒီမိုကရေစီကမ္ဘာအတွက်ဘေးဟန်ရဲဟုခေါ်ဆိုခဲ့ပြီးဘယ်ဂျီယံဝန်ကြီးချုပ်ဟောင်းဂိုင်းဗာတော့စတက်ကထရန်ဒီပူတင်ဘက်မှရည်တည်နေကြောင်းဝေဖန်ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်စာနေတာကာအီရှိယာထိုင်ဝမ်ရေးနဲ့ပတ်သက်၍ဂျပန်ရဲ့မူဝါဒကိုပြောင်းလဲခဲ့တယ်ဟုတရုတ်ဘက်ကဆွဆွဲပြောဆိုခြင်းအပေါ်လုံးဝအခြေမြင့်မရှိဟုပြင်းထန်စွာပယ်ရှားလိုက်ပါတယ်။နိုင်ငံဆက်ဆံရေးပုံမှုဆိုးဝါးမလာစေရန်အတွက်ဆွေးနွေးမှုများတိုးမြင့်လှုပ်ဆောင်ရန်ဂျပန်ကတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အာရှရဲ့ထိပ်တန်းစည်းဝေးရေးနိုင်ငံတစ်ခုကြားတင်းမာမှုများမြင့်တက်နေချိန်မှာဂျပန်ဆိုးရပြောရေးဆိုခွင့်ရှိသူတို့ကတရုတ်ရဲ့ပြောကြားချက်များကိုတုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ။ယခုသတင်းပတ်အစောပိုင်းတွင်တရုတ်နိုင်ငံဟာကုလသမဂ္ဂသို့ပေးပို့ခဲ့သောစားတစောင်းမှာအကယ်၍ထိုင်ဝမ်ရေးလက်ကြား၌စီးရီးယာဝင်ရောက်ဆွတ်ဖက်ရန်ဂျပန်ကရေရဲတင်းတင်းကြိုးစားမည်ဟုဆိုပါကတရုတ်နေဖြင့်နိုင်ငံတော်ကာကွယ်ရေးအတွက်လက်ပြတ်တသားတုံ့ပြန်မယ်လို့ကတိပြုခဲ့ပါတယ်။ထိုင်ဝမ်ကို၎င်းတို့ရဲ့နယ်မြေဖြစ်သတ်မှတ်ထားသောတရုတ်ဟာ၎င်းရဲ့ရည်တည်ချက်အတွက်နိုင်ငံတကာရဲ့ထောက်ခံမှုကိုရရှိရန်ကြိုးပမ်းနေပါတယ်။ G20 ထိပ်သီးစည်းဝေးကိုတက်ရောက်စဉ်ဘလွန်ဘတ်သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာ ဂျပန်အစိုးရရဲ့အကြီးတန်းပြောရေးဆိုခွင့်ရှိသူမာကီကိုဘာယာရှိကတရုတ်ပေးပို့သောစာကြောင်းကိုသိရှိကြောင်းတီးပြပြောကြားခဲ့ပါတယ်။ဂျပန်တို့နိုင်ငံရဲ့ရည်တည်ချက်ပြောင်းလဲသွားပြီဆိုတဲ့ပြောဆိုချက်ဟာလုံးဝရှင်းမြင့်မရှိပါဘူးဟုဂျပန်ဝန်ကြီးချုပ်ကိုဘာယာရှိကညင်းဆိုခဲ့ပြီးဂျပန်ဟာအင်ဒီချင်းနိုင်ငံနဲ့ဆက်ဆက်ဆွေးနွေးရန်အလေးထားဆောင်ရွက်မယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ရေးတွင်ဂျပန်စစ်တပ်စီလူရေးကိုလူသစ်ချင်ကြားချိတ်ဆက်ပြောဆိုခြင်းဟာဆယ်စုနှစ်များစွာထိန်းသိမ်းခဲ့တဲ့ မဟာပြူအမြောက်မရေရာမှုမှတွေးပယ်သွားသည်ဟုချွတ်မြင်ပါတယ်။ဂျပန်နိုင်ငံကမူ၎င်းရဲ့တုံ့ပြန်ချက်ဟာစည်ရေးရဖြစ်လာနိုင်သောအခြေအနေအတွက်မေကွန်းတစ်ခုကိုဖြစ်ချခဲ့ခြင်းသာဖြစ်ပြီးမူဝါဒကိုပြောင်းလဲခဲ့ခြင်းမရှိဟုခိုင်မာပြောကြားခဲ့ပါတယ်။ထိပ်တိတန်တမန်ဆွေးနွေးပွဲမရှိခဲ့ခြင်းကြောင့်စကဲလုံးစစ်ပွဲများပုံမပြင်းထန်လာခဲ့ပါတယ်။တရုတ်ဟာတောင်ကိုရီးယားနဲ့ဂျပန်တို့ပါဝင်မဲ့ရင်ကျေးမှုဝင်ကြီးဌာနများရဲ့သုံးပွင့်နိုင်စည်းဝေးကိုလည်းဖျက်သိမ်းခဲ့ပါတယ်။တရုတ်ကဂျပန်မှပင်လယ်စွာတည်ဆင်းမှုကိုကန့်သက်ခြင်းနဲ့ ဂျပန်သို့လာရောက်မဲ့တရုတ်ခီးသွားများခီးစဉ်ဖြတ်သိမ်းမှုများဖြစ်ပေါ်နေပါတယ်။ဂျပန်ဟာတရုတ်နဲ့ကုန်သွယ်ရေးအားထားမှုကိုလျှော့ချရန်ကြိုးပမ်းနေသော်လည်းတရုတ်နိုင်ငံဟာဂျပန်ရဲ့အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ Ibrishi Izzy Hattrick ကိုတွင်ယူမှုနဲ့အတူ Arsenal ဟာမြောက်လန်ဒန်ဒါဘီပြိုင်ဘက်စပါတင်ကို၄ဂိုးတဂိုးနဲ့အပြတ်အသတ်နိုင်ယူပြီး Premier League ထိပ်ဆုံးမှာ၆မှတ်သားနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ကိုကစားပွဲပြီးမှာနောက်ခံလူ William Saliba က စပါတက်စ်မူရစ်ချလက်ဆင်ကိုလူမှုခွန်ရက်မှာလောင်ပြောင်းခဲ့ပြီးဂျီမီကာရီကာကလည်း easy ကိုချီးကျူးစကားပြောခဲ့ပါတယ်။နီးပြအာဒီတာက easy ရဲ့ဆွမ်းဆောင်ရည်ကိုမှော်ဆန်လဲလို့ချီးကျူးခဲ့ပါတယ်။ဒီပပူဟာ Nottingham Forest အသင်းကို3-0နဲ့ထပ်မံရှုံးနေခဲ့တာကြောင့် Champion ဟောင်းဟာအမှတ်ပေးစရာမှာအဆင့်17နေရာအထိကျဆင်းသွားခဲ့ပါတယ်။နီးပြအာနိစလော့ပေါ်ယာဒူးမှထုတ်ပယ်ရန်ဖိအားတွေများလာနေပြီး နီးပြဟောင်းဂျိုင်းကလော့ပြန်လာနိုင်တဲ့ဆိုတဲ့ကောလာဟလတွေထွက်ပေါ်နေပါတယ်။အသင်းကောင်းဆောင်ဗန်ဒိုက်ကလည်းလွယ်လွယ်ပေးလိုက်ရတဲ့ဂိုးတွေနဲ့စူးစမ်းမှုမရှိဘူးလို့ထောက်ပြပြောဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာဒီကနေ့ညမှာကမ်းမဲ့အေဗာတန်အသင်းနဲ့ကစားမဲ့ပွဲစဉ်မှာဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။လေးချင်ရင်ကွေးမှာမကြာသေးခင်ကဖြစ်ပွားခဲ့တဲ့မတော်တဆမှုအသေးစားတစ်ခုကနေကစားသမားရှိဦးသည့်ကြက်ခိုင်မှုမပြေဝတဲ့အနေအထားဖြစ်နေတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ အစိုးပါကစားသမားများရဲ့မှာရေးပါတဲ့ကစားသမားအများပြပါဝင်နေတဲ့ကြောင့်နီးပြဖွဲ့အနေနဲ့ Everton ပွဲအတွက်ပွဲထွက်လူစင်းကိုကောင်းစားရမယ်အခြေအနေမှာရင်ဆိုင်နေရပါတယ်။ La Liga ပွဲစဉ်မှာ Real တင်းဟာ Ishi တင်းကို2-0နဲ့တည်ရခဲ့တာကြောင့် Real တင်းရဲ့နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ပါတယ်။ PMBTV စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွေမှာပြန်လည်တွေ့ဆုံကြပါမယ်။အပိခေကြရဲ့ပရိသတ်တျော်ချင်းစီတဲ့ကိုကျေးဇူးတင်ပါတယ်။ အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေကြပါစေ။